ဒီတစ်ခါမှာကြတော့ဆိုတာဟိုကဘာပေါ်မှာရှိရတာနိုင်ငံတနိုင်ငံချင်းစီကတက္ကစီတွေလေဟိုတိတာရယ်ဗောနတချို့နိုင်ငံတွေဆိုဘာရာဟိုနိုင်ငံဆိုဘာရာတက္ကစီရဲ့ပုံစံကတိတိတတာရှိရယ်ဗောနော်ဟိုဥမာဒီလန်ဒန်မှာဆိုရင်ဒီဟို black taxi ပုံစံမျိုးဗောနော်အနက်ပုံစံလေးရှိရယ်ပြီးတော့ new york မှာဆိုရင်ဟို taxi အဝါလေးတွေရှိရယ်အဲ့လိုမျိုးသူ့ဘာသူတော့ဒါတိတာရယ်ပုံစံလေးတွေတော့ရှိကြရယ်ဗောနော်အဲ့တော့အခုဆိုလို့ရှိရင်ထပ်ပြီးတော့အဲ့ taxi ပုံစံတစ်မျိုးကိုပြောပြမလို့အဲ့ဒါကဒီအိန္ဒိယနိုင်ငံဘောဘိုင်းမှာရှိရယ် taxi သူကဘယ်လိုလဲဆိုတော့ရောင်းစုံဖြာ က္ဆီတဲ့အဲ့တော့တကယ်ကိုနာမည်ကျော်နိုင်ငံသားတွေလာလို့ရှိရင်လည်းအရန်ကိုစိတ်ဝင်စားတဲ့တက္ဆီမျိုးတဲ့အဲ့တော့သူကဘာလဲဆိုတော့ရောင်းဆုံးဒီဇိုင်းပုံစံနေတဲ့တက္ဆီရဲ့အတွင်းမှရောအလှဆင်ထားတာပါတဲ့အဲ့တော့ဒီလိုမျိုးလုပ်ငန်းကြတော့သူကဘာလဲဆိုတော့တက္ဆီ fabric ဆိုတဲ့လုပ်ငန်းလို့ပြောထားရဲပေါ့နော်အဓိကကလူငယ်ဒီဇိုင်နာတွေအများဆုံးပါဝင်ပြီးတော့ဟို project တစ်ခုအနေနဲ့ဖန်တီးလိုက်တာအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဘာလဲဆိုမွန်ပိုင်းမြို့မှာရှိတဲ့လူမတီသေးတဲ့အမှုပညာစိတ်ကူးစိတ်တန်းတွေကိုပေါင်းဆက်ဖော်ကျူးပြီးရောတဲ့တက္ဆီရဲ့အတွင်းမှရောအလှဆင်ပေးနေရပါတဲ့အခုလက်ရှိချိန်မှာဆိုရင်တော့တက္ဆီအတွင်း င်းမိုင်းမှာရှိတဲ့ထိုင်ကုန်နေရာအစပေါ့နော်ကားအတွင်းမိုင်းတစ်ခုလုံးအလှဆင်မှုအတွက်ဒီဇိုင်းပေါင်း26မြို့လောက်ရှိနေပြီတဲ့ဘွန်မိုင်းတက္ကစီတွေရဲ့အတွင်းမိုင်းဒီဇိုင်းရပေါ့နော်အရန်ကိုစမ်းလွန်တဲ့အတွက် Coldplay အဖွဲ့ရဲ့ Hum for the Weekend ဆိုတဲ့ MTV ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ပေါင်ပြီးတော့ရိုက်ကူးခဲ့ပါတယ်တဲ့အဲ့တော့ဟိုဒီဇိုင်းဆိုဘာဖြစ်လို့များနိုင်ငံသားတွေစိတ်ဝင်စားပြီးတော့အလောက်ထိပေါ့နော်တရားဆုံးစုံပြီးလှရတာလဲဆိုတော့အဲ့ဒီဒီဇိုင်းတွေထဲမှာဆိုရင်တဲ့ဘွန်မိုင်းမှာရှိတဲ့နာမည်ကျော်ဒီ Juhu Chopiti ကန်းချေပုံတွေလည်းပါဝင်နေအော်ပြီးတော့ Mumbai မြို့တော် ော်မှရှိအထင်ကရအဆအုပ်ပုံစံနေဟိုနိုင်ငံသားတွေဘာလို့စိတ်ဝင်စားလဲဆိုတော့ဒီနိုင်ငံမှာဒီနေရာမှာဘာတွေပေါ့အထင်ရှားဆုံးဒါပေါ့နော်လူသိအများဆုံးအနှစ်သက်ဆုံးဟာရှိလဲဆိုတော့တိုက်စီစီအောင်လည်းသူတို့သိပြီဒါသူတို့ဒီဇိုင်းကောင်းတဲ့နေရာတွေသိအောင်အဲ့ဒါမျိုးတွေသူတို့ဒီဇိုင်းပေါ်ပြီးဆွဲထားတာဆိုတော့လေအဲ့တော့ဒါဆိုရင်ねဘတ်စကားတွေရထားတွေမြေရောက်ဘူတာရုံတွေကိုဆိုလို့ရှိရင်လေမွန်ပိုင်းကုန်ကိုဖော်ကျူးမဲ့ဒီဇိုင်းပုံစံနေပေါ့နော်စီမံနိုင်မှုအတွက်ဒါ project တွေဆက်ပြီးတော့လုပ်နေရဆိုပြီးတော့လည်းသိရတယ်အဲ့တော့ idea လေးကတော့စတယ်နော်ဟုတ်တယ်အများကောင်းတယ်အခုထပ်ပြောပြမယ့်တဲ့ရင် ြောင်းအရာကကျတော့ flower news ရဲ့ဖြစ်ရမှန်ထူးဆန်းထွေလာတဲ့မှာပါတယ်ပေါ့နော်။တရင်အကြောင်းအရာလေးတစ်ခုပြောပြခြင်းနဲ့ဒါဘာလဲဆိုတော့ဒီ파리မှာရှိတဲ့ပြင်သစ်နိုင်ငံ파리မြို့မှာရှိတဲ့စားတောက်ဆိုင်တစ်ခုကသူတို့ကြကြပဲပုံမှန်စားတောက်ဆိုင်တွေဆိုတာဒါကြိုက်တဲ့သူအားလုံးလာခဲ့ဒါသူတို့အနေနဲ့ရောင်းချမယ်စားတောက်လို့ရတယ်။အဲ့ဒီစားတောက်ဆိုင်မှာစီကံချက်တစ်ခုထုတ်ထားတယ်။အဲ့ဒါဘာလဲဆိုတော့ဒီဆိုင်တွင်းကိုဘန်ဝင်တန်းတွေကိုလုံးဝဝင်ခွင့်မပြုဘူး။ဘန်ဝင်တန်းတွေအနေနဲ့ဝင်အောင်စားတောက်ခွင့်မပြုဘူးဆိုပြီးတော့ဒါပြောထားတယ်ပေါ့နော်။ပုံမှန်စားတောက်ဆိုင်ဆိုလို့ရှင်တော့လူတိုင်းလူတိုင်းဝင်ပြီးစားတောက်ခွင့်ရှိရပေါ့နော်။သူကဘာလို့မလုတ်ခိုင်းတာလဲဆိုတော့ ော့ဒီပိုင်ရှင်ကကျတော့အသက်30အရွယ်သူနာမည်က Alexandra Collab ပေါ့နော်။ तू ကဘဝင်နန်းနဲ့ပတ်သက်ပြီးနာကြီးချက်ရှိတယ်။ဒါပါလဲဆိုတော့ तू ပြင်သစ်နိုင်ငံပါရီမြို့မှာဆိုတော့စားတောက်ဆိုင်ဖွင့်ထားရဲပေါ့နော်။ तू ရဲ့ပထမဆုံးစားတောက်ဆိုင်မှာဆိုလို့ရှိရင်လူပညာရှင်တော်တော်များများလာပြီးတော့စားတောက်ကြရဲပေါ့နော်။ဒါရုပ်ရှင်သရုပ်ဆောင်တွေလည်းလာစားတောက်တဲ့အတွက် तू ကဆိုင်ရဒါရောင်းကောင်းတယ်လို့ပြောမှာပေါ့။ဒီတော့ဒုတိယဆိုင်ရွက် तू ဖွင့်မယ်ပေါ့။ဖွင့်တဲ့အခါမှာ तू ဒုတိယဆိုင်ရွက်တဲ့ကို तू ချင်းဝင်တင်တယ်။ချင်းဝင်တင်တဲ့အခါမှာဆိုလို့ရှိရင် तू ကဘန်မာတောင်းခံတဲ့ချင်းဝင်ကကြတော့ Starling ပေါင်း9400ကို तू ကတောင်းခံတဲ့အခါမှာဆိုရင်ဘန်နေပြီလက်မခံပဲပယ်ချပစ်လိုက်တယ် တဲ့ဒီတော့သူ့အနေနဲ့ဆိုလို့ရှင်လဲပေါ့နော်ဒါတခြားဘန်တွေကိုလည်းတောင်းခံတဲ့အခါမှာသူကဟိုပယ်ချမှုလည်းခံရတယ်ပြီးတော့ဘန်နိုင်းကညင်းပယ်တယ်အပြင်တဲ့သူ့ကိုတဲ့ရိုင်းရိုင်းပြပြဆက်ဆံခဲ့တယ်ဆိုပြီးသူကပြောတယ်ပေါ့နော်သူအဖက်မတန်တယ်လို့ပဲနော်ဆက်ဆံဖြစ်တယ်တဲ့ခွေးတစ်ကောင်လိုပဲပြုတ်မှုခဲ့တယ်ဆိုပြီးတော့သူကတော့ပြောတယ်ဒီတော့သူ့မှာနှာကြီးချက်ဖြစ်တဲ့အတွက်ပေါ့နော်သူကပြီးတော့ပြောထားသေးတယ်ဒါကြောင့်မို့လို့ပေါ့နော်ပြင်သစ်နိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလန်ဒန်ကိုပြောင်းရွှေ့ကြတာဆိုပြီးတော့လည်းသူကပြောခဲ့တယ်တဲ့ပြောတဲ့အခါမှာဆိုလို့ရှိရင်သူကကြတော့ဒီသူ့ရဲ့ဆိုင်ုံပေါ့နော်လာစားတော့တဲ့သူတွေထဲမှာဆိုတော့စီကံ ကြထုတ်လိုက်တယ်သူကဆိုင်ရှိမှာဆိုင်ပုံကြီးထောင်းပြီးတော့သူကဘာပြောထားလဲဆိုတော့သူ့ရဲ့စားတောက်ဆိုင်မှာတဲ့ဒါခွေးတွေလည်းဝင်ရောက်နိုင်တယ်တဲ့ဒါပေမဲ့ဘဏ်ဝင်တန်းတွေတော့လုံးဝမဝင်ရအောင်ဆိုပြီးတော့တားမြင့်ဆိုင်နဲ့တူတပုံကြီးရဲ့ပြန်ပြီးတော့ဘေးနားမှာဒါခွေးတစ်ကောင်နဲ့တူသွားရိုက်ပြီးတော့တားမြင့်ထားတယ်ပေါ့နော်ခွေးတစ်ကောင်နဲ့သူကတပုံကတင်လိုက်တာပေါ့နော်တော်တော်စိတ်နာနေရဒီတော့သူ့အနေနဲ့ဆိုလို့ရှိရင်တော့ဒါဒုတိယဆိုင်ခွဲမဖွင့်ရတဲ့အတွက်ဘဏ်သူပယ်ချရတဲ့အတွက်ဘဏ်ဝင်တန်းတွေနဲ့ပတ်သက်ပြီးတော့သူအရင်ကစိတ်ဆိုးနေတာပေါ့နော်ကဲဒီတစ်ခါစပြောမယ့်အကြောင်းအရာကဘာလဲဆိုတော့ဗောနော်ကိုလံဘီယာနိုင်ငံထူးခြားတဲ့ အကျဉ်းထောင်အကြောင်းပြောမယ်အဲ့ဒီအကျဉ်းထောင်ကတကယ်ကိုလေဟိုလုံးဝဥပဒေမရှိ ဖြစ်ချင်သူဖြစ်နေအကျဉ်းထောင်တိလားအကျဉ်းသားတွေကကြတော့လက်နက်ကင်ခွင့်ရှိတယ်အကျဉ်းထောင်စောင့်နေသူတွေကလက်နက်ကင်ခွင့်လုံးဝမရှိဘူးလေအော်အဲ့ဒါဆိုသူတို့အိမ်မော်အကျဉ်းသားတွေကအဲ့လိုမျိုးဖြစ်နေရတယ်သူတို့တွေမင်းမှုတဲ့နေရာပေါ့နော်သူတို့ပိုင်ရက် မင်းမဲ့တိုင်းပြည်ပုံစံမျိုးအကျဉ်းထောင်နေမှာပဲเนาะသူတို့ကလက်နက်ကိုင်းဟုတ်တယ်အဲ့ကြောင့်ပြောပြမယ်ကိုလံဘီယာနိုင်ငံကြောက်တော့ကြောက်စရာကောင်းတယ်အဲ့ကိုတော့မသွားနေပါဘူးเนาะအရင်ဆုံးတားမြစ်ချင်တယ်ပြောပါလဲဆိုကိုလံဘီယာနိုင်ငံနဲ့ဘိုတိုဂါဒေတာမှာရှိတဲ့အကျဉ်းထောင်နာမည်ကလာမိုဒီလိုဆိုတဲ့အကျဉ်းထောင်အဲ့ဒီအကျဉ်းထောင်မှာဆိုရင် အကျဉ်းသားတထောင်တထောင်ရှိရယ်လုံးဝလွတ်လွတ်လပ်လပ်နဲ့ပျော်ဆန်ရနေရအဖြစ်သူတို့သတ်မှတ်ထားတာအကျဉ်းသားတွေအားတဲ့သူစိတ်တမိုင်းများလိုက်တာအများကြီးပဲပေါ့เนาะအဲ့တည်းမှာဆိုရင်တနတ်တွေလက်ပစ်ပုံးတွေအဲ့ဒါတွေကိုလိုးတလို့ရနိုင်တယ်အဲ့ဒီအကျဉ်းသားတွေအားတဲ့မကောင်းတာ င်မွေးစည်းဝါးကြီးလည်းရဟုတ်တယ်အဲ့ဒါလည်းပါတယ်ပေါ့နော်ဒီတော့တို့မှဆိုရင်အဲ့အကျဉ်းသားတွေကပြောမှဆိုလက်နက်တွေလည်းတို့ကင်ဆာငွင့်ရှိရဲနောက်ပြီးတော့တို့အကျဉ်းသားမှဆိုရင်ပျော်ပွဲရှင်ပွဲကတို့လှုပ်ချင်သလိုလှုပ်နေရတယ်ပျော်စရာကြီးပျော်စရာကြီးကိုဖြစ်နေရပေါ့နော်အဲ့လိုအချိန်မှာအကျဉ်းတော်အဆောင်နေရာကြတော့တဲ့အကျဉ်းတော် area အတွင်းမှာမြည်သည့်လက်နက်မှလုံးဝယူဆောင်ခွင့်မရှိဆိုပြီးတော့တားမြစ်ထားသေးတာတဲ့တို့ကပေါ့နော်တော်တော်တရားမျှတာတို့ကပြန်တာပြန်မျိုးအနာပြန်ပြရတာအနာပြန်ပြရတာပေါ့နော်ဒီတော့အကျဉ်းတော်ထဲမှာဆိုရင်အကျဉ်းသားတွေကြားထဲမှာဆိုရင်တို့ကအဖွဲခွဲရသေးတယ်တဲ့လဝဲရဲ င်းဝါဒီတပုံနေရဲ့လက်ရရင်းဝါဒီတပုံဆိုပြီးတော့သူကခွဲထားသေးတယ်အဲ့လိုခွဲထားတဲ့အခါမှာသူတို့အဖွဲနှစ်ဖွဲကြားမှာဆိုရင်လည်းခဏခဏပြဿနာတွေဖြစ်တယ်အဲ့လိုမျိုးပြိုင်ဆိုင်မှုတွေပြဿနာတွေဖြစ်တာပေါ့နော်ဒါမျိုးတွေဖြစ်တဲ့အခါမှာဆိုရင်တိတ်ဆုံးမှုတွေလည်းမကြာခဏဖြစ်ပွားတယ်တဲ့နောက်ပြီးအဲ့နှစ်ဖွဲကိုဆိုရင်အကျဉ်းတော်ကနေပြီးတော့တောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပြီးတီးကြစီထားရတယ်ပေါ့နော်အဲ့အဲ့လိုထားရတယ်ဒါပေမဲ့အဲ့မြောက်ပိုင်းကဒီ fox ဆိုရဲပေါ့နော်တပုံအဖွဲကအဖွဲဝင်နေရကြတော့လေသူကဘာလဲဆိုတော့ပြင်ပလက်နက်ခဲရဲတွေမှောက်ခိုသွင်းတယ်အဲ့လိုသွင်းပြီးတော့သူကအကျဉ်းတော်ထဲမှာဆိုရင်သူရဲ့ပိုင်နဲ့နေမြေမှာဆို င်နဲ့စေးနေချင်းမှုတွေအောင်လုပ်နေပြီတဲ့တော်တော်ကြီးကိုအုပ်ဆိုးနေတာနော်လွှမ်းမိုးနေတာနော်ဒီလိုပါအကျဉ်းသားတွေအားဆိုရင်နောက်ပြီးတော့တို့ကခုနလက်နက်ခဲရနေတိုင်းလို့တို့ရတယ်လို့မျိုးပဲဖုန်းနဲ့ဂျိုရုဆက်သွယ်ရစတို့ကအေးစစ်စစ်ကိုတို့ကရနိုင်တယ်ဒီအသုံးလည်းပြုတ်နိုင်တယ်ပေါ့နော်ဒီတော့အဲ့လိုအသုံးပြုတ်နိုင်တဲ့အတွက်လွတ်လွတ်လပ်အသုံးပြုတ်နိုင်တဲ့အတွက်ကြောင့်တို့ကဒီအကျဉ်းမကျတဲ့အပြင်ကတို့အဖွဲ့ဝင်သားတွေတို့ကဒီအကျဉ်းထောင်တွေကနေပြီးတော့လှမ်းပြီးတော့တို့ကခိုင်းစေတာခိုင်းစေတော့ ပြန်တဲ့အဖွဲ့ဝင်တွေကလုံးဝရာဇဝတ်မှုတွေအပြစ်မှာကျူးလွန်ဆက်ပြီးကျူးလွန်လို့ရနေတယ်။ control လုပ်ထားတာ။အဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်။ဒီစံပစ္စည်းလည်းပြည့်စုံရှိတာ။အဲ့လိုလုပ်တာ။နောက်အချင်းဆောင်ထဲမှာဆိုရင်စားသောက်ဆိုင်လည်းရှိရတဲ့။ပြီးတော့အဲ့စားသောက်ဆိုင်မှာဆိုရင်တဲ့သူစားသောက်ဆိုင်ကနေပြီးတော့ပေါ့နော်။အဲ့အချင်းဆောင်အချင်းသားတွေပေါ့နော်။သူတို့စီမှာအုပ်ချုပ်တဲ့သူတယောက်ရှိသေးတယ်။အချင်းသားအုပ်ချုပ်သူတယောက်ပေါ့နော်။ဒါအဆောင်ဘက်ကတော့မဟုတ်ဘူး။သူတို့ဘက်ကလည်းအဲ့လူသူကဆက်ကြေးပေးရတယ်စားသောက်ဆိုင်နေရနေပြီးတော့အဲ့လိုပုံစံမျိုးလည်းရှိရတဲ့။ဒီတော့ဒီနှစ်ပေါင်းများစွာအတွင်းမှာဆိုရင်အဲ့ဒီထောင်တွင်အကျန်းအကျန်းဖတ်မှုတွေဖြစ် ာတဲ့အခါမှာဆိုရင်ね2000ပြည့်နှစ်ဧပြီလမှာဆိုရင်ရံပွဲတစ်ခုမှာဆိုရင်အကျဉ်းသား25ဦးသေဆုံးတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးအကျဉ်းထောင်မှာဘလို့မအုတ်ထင်းလို့မရတဲ့အတွက်ကြောင့်ပေါ့နော်နောက်ဆုံးဘလို့လဲဆိုတော့သူရဲ့အကျဉ်းထောင်များဆိုင်ရာဌာနအကြီးအကဲဖာဘီရိုကနေပြီးတော့လေသူကယာတူကနေလုံးဝနှုတ်ထွက်ပေးခဲ့ရတယ်ဘလို့မထင်းလို့တိမ့်လို့မရဘူးပေါ့နော်ဒီတော့အကျဉ်းသားတွေကိုတခြားအကျဉ်းထောင်ရွှေ့ပြောင်းခဲ့ရတဲ့အထီကိုတဲ့ပြဿနာအကြီးနဲ့ရှင်းဆိုင်နေရတာတဲ့တော်တော်ဆိုးနေတာတော်တော်ဆိုးသွမ်းနေတာအဲ့တော့ဒါအပြစ်မှအနေစားမချောင်တဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီ ောင်သွားမှာဖြစ်ဖြစ်ဟုတ်ပါကဲဆိုရင်ခဏနားလေးရအောင်เนาะထပ်မံပြတင်းဆက်ပြစီအကြောင်းအရာရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်ပါเนาะ